ိုက်စမရတာကဒီမှာပစွန်ကြောင့်ငံပြရေးကြောကြိုက်ပါခဲ့။ဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာခင်ကိုနှစ်လရဲ့ထိန်းလာတဲ့အမိုးကြီးဆိုတာရှိရလေ။ तू ကအမြဲငံပြရေးကြောချက်ပြရခင်အရန်ကြိုက်တယ်။အဲ့တော့ခင်ကလည်းဒီလေးကြောစီရဆိုအဲအရသာအကြိုက်ဆုံးမှာ။ ော်စားဘူးတာတော့ဟိုဟာလုံးဟိုဟာပေါ့မျိုးရင်းသင်္ကပြည့်ချက်စားဘူးတာဒီကောင်နဲ့အဆက်ကြရတော့ကလေးချက်အနှစ်လေးကတော့မစိုးဘူးဗျတော်တော်လေးကိုဆက်ဆက်လဲဟိုဘယ်လိုပြောမွန်ချက်လေးလိုလည်းဖြစ်တယ်မွန်ချက်ချက်သားချက်ပေါ့ဒါပေမဲ့ဒီမှာကျတော့အသားတွေမတုံတာဘူးအကုန်လုံးကအသားဓာတ်တွေကိုပဲပြန်ပြီးဟိုပါဖြစ်ထားတယ်ဆိုတော့အေးစိပါပဲစားလို့တော့အဆင်ပြေတယ်ပုံစံငံများကြီးကျတော့ကျွန်တော် recommend ပေးတယ်ဟုတ်ကဲ့ပါဒီနေ့ကလေးကျော်အတွက်ကိုဂျိုကာနဲ့အဲကြောင်ကြောင်လေးရိုက်တာပဲဖြစ်ပါရဲ့ရှင်အဲလေးကျော်ကခီရိုနိုင်ငံသားမှနေတော့ဆိုရင်မမေကအမြဲ ဟင်းလေးချက်ပြီးတော့ပို့ပေးတယ်ပေါ့နော်ခေးအဲကြိုက်တာခင်းနဲ့ခင်းညမလေးကြိုက်တဲ့ဟင်းလေးတွေကိုအခုကကျတော့ဒီလိုမျိုးထုတ်ကလေးတွေ ready made လာတယ်ဆိုတော့ အခီးသွားတာပဲဖြစ်ဖြစ်အဝေးရောက်နေတဲ့သူတွေအတွက်ဖြစ်ဖြစ်ပေါ့နော်ပို့ရတာလည်းလွယ်သလိုအဲ့လိုမျိုးဒီအိတ်ထဲထဲအောင်ရလည်းလွယ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးခီးအနေနဲ့စဉ်းစားရင်တော့ international student တွေအတွက်လည်းအရင်အဆင်ပြေတယ်ခီးလိုမျိုး shooting သွားရင်လည်းတခါတည်းထည့်သွားရုံပဲပေါ့နော်အရင်အဆင်ပြေလို့ထင်ပါတယ်ဟုတ်ခီးကြိုက်စမရတာကဒီမှာပုံစံကြောက်ငံပြရေးကြောက်ကြိုက်ပါခဲ့ဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာခင် နှစ်လရဲ့ထိန်းလာတဲ့အမိုးကြီးဆိုတာရှိရလေ။ तू ကအမြဲငမ်းမြရေကြောချက်ပြရခေအရန်ကြိုက်တယ်။အဲ့တော့ခေကလည်းဒီလေးကြော့စီရဆိုအဲအရသာအကြိုက်ဆုံးမှာ။ခင်ကတုံယုံတုံယုံဆိုအဲ့လိုမျိုးကြောင်းညာရေးမှာတိတ်မကတတ်ဘူးပေါ့နော်။ဒါပေမဲ့ကိုဂျူကာကလည်းအရန်သဘောကောင်းပါတယ်။အဲဒီမှဟိုဒီဆက်ဖွဲ့ရလူတွေကလည်းအရန်အဲသဘောကောင်းတယ်။ခေကိုလည်းကူညီရဆိုခေလည်းပြောရပါတယ်ရှူတင်မှာဟုတ်ကဲ့။ဟုတ်ကဲ့ဒီနေ့ရှူတင်ကတော့ကျွန်တော်လေးကြော်ပေါ့နော်။အနှစ်အနှစ်ထုပ်ပေါ့။အတင်စားအနှစ်ထုပ်လေးဟိုပေါ့။ အဲ့ branding product လေးကိုကျွန်တော်တို့ရိုက်နေတဲ့ shooting လေးဖြစ်ပါတယ်ခင်ဗျအဲ့လိုဖြစ်နေတာဟုတ်သေးလေးကြော်ကတော့သူတို့ရဲ့ branding ပေါ့နော်သူတို့ရဲ့ဟိုပါဒါအမှတ်တစေကျွန်တော်တို့ကြောအခုကြောလည်းအသက်အရွယ်ရတော့လေးကြော် design ဖြစ်နေတာပေါ့ဟုတ်ကဲ့အနှစ်တုပ်လေးတွေကသူ့ကိုဘယ်လိုပြောလဲကျွန်တော်ကတော့ကြိုပြီးတော့လက်ဆောင်ရထားတယ်သူတို့ပေးတော့ကျွန်တော်စားကြည့်တော့ကောင်းတယ်အနှစ်တုပ်ကိုကြော်ညာလို့ကြော်ညာပြောတယ်ဗျာတကယ်ကောင်းလဲကောင်းတယ်ဈေးနှုန်းလည်း fair ဖြစ်တယ်လေတထောင်တထောင်လောက်နဲ့ဆိုတော့ဘာပြော တရားသာလည်းရှိတယ်စားလို့လည်းမိန်တယ်ဘာပြောဟင်းဟင်းပွဲတွေဟင်းလျာတွေသူသမင်းမချက်ချင်တဲ့တွေအတင်စားစားလိုက်မယ်ဆိုရချင် ready ပဲ okay လေလေအဆင်ပြေတယ်ကောင်းပါတယ်လေးကျော်ကျမတို့ KTZ Company Limited က Deputy General Manager မတ်တီပြီးကျော်ဖြစ်ပါရှင်အာလေးကျော်ဟင်းနှစ်တုပ်တွေပေါ့နော်စားထုတ်တဲ့ idea လေးကတော့အိမ်မှာမြန်မာသမင်းဟင်းတွေကိုပြင်ဆင်ချက်ပြုတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့တွေပေါ့နော်အဓိကအပြင်အင်ရှင်မတွေအယုံသူယုံသားရင်လည်းအဆောင်တွေရဲ့ចောင်းတာចောင်းသူတွေပေါ့เนาะသူတို့အတွက်ရွယ်ပြီးတော့ဒီဟင်းနှစ်ထုပ်လေးပုံစံနဲ့ရွယ်တူစားသုံးလို့ရအောင်ဆိုပြီးတော့ ทลุกที่แกอาจจะไปถ้าถามยายแหวนเอายกที่เรื่องกบีเจ้พี่รอคุณอาจจะจะจอนยานีร้องกับว่ากะเลเจ้เด้เฮียจีนีกบีเจ้ประตูเจ้ากันยาเจ้พี่รอพี่ต้องเบรกลาให้เนี่ยสูงไหมမဘောင်ရောက်နေတော့ခေးက ဒီစပက်ဂက်တီပေါ့ပါစာတွေပါချက်တယ်ပြီးတော့ကျက်သားအလူဟင်းချက်တယ်အဲ့ဒါတော့ခေရဲ့ favorite တွေပေါ့နော် ပြီးရင်အလိုကျက်သားမွားကျော်အဆက်လေးတို့ပါတို့ခေချက်တတ်ပါတယ်ရှိခဲ့ပါရဲ့ရှင့်ဘဲဥချင်းချက်တုံးကမကြီးအဲခင်ရတော့ online ကကြည့်လိုက်တော့ဗောနော online ကကြည့်လိုက်တော့အဲမြန်မာ anti တွေပဲ youtube ပေါ်မှာတင်မရတဲ့ video တွေရှိရယ်အဲတော့မှသူတို့ကမကြီး face လို့ရေးထားတာကိုခင်ရအဲ မကြီးရေတပူလုံးထည့်လိုက်တော့เนาะအဲ့တော့အဲ့ပွဲလေးအဲ့ဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခေပထမဆုံး mistake လေးပေါ့เนาะချက်နေအမတ်တရလေးပေါ့အားလုံးပဲခေပြန်ရောက်ခဲ့ရအောင်ငငယ်လေးတွေကရောအားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ခေခုစူးစမ်းနေပါပြီဆက်လက်စူးစမ်းသွားပါမယ်လို့ပြောချက်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် ောင်စားဘူးတာတော့ဟိုဟာလုံးဟိုဟာပေါ့မျိုးရင်းငပိကြစားဘူးဟာဒီကောင်နဲ့အဆက်ကြရဲ့တော့ကလေးကျအနစ်လေးကတော့မစိုးဘူးဗျတော်တော်လေးကိုဆက်ဆက်လဲဟိုဘယ်လိုပြောမွန်ချက်လေးလိုလည်းဖြစ်တယ်မွန်ချက် ချက်သားချက်ပေါ့ဒါပေမဲ့ဒီမှာကျတော့အသားတွေမတုံတော့ဘူးအကုန်လုံးကအသားဓာတ်တွေကိုပဲပြန်ပြီးဟိုပါဖြစ်ထားတယ်ဆိုတော့အေးစိတ်ပါပဲစားလို့တော့အဆင်ပြေတယ်ပုံစံငံများကြီးကျတော့ကျွန်တော် recommend ပေးတယ်ဟုတ်ပါပြီနော်ဟာအစ်မတို့တို့ဘာမှမသိမှမလို့ရှင်နေမချက်ချင်းမပြုတ်ချင်းဘူးကြည့်လေအဲ့တုတ်လေးနဲ့ထမင်းတစ်ပတ်ကလောက်လဲနေစားလိုက်အခါကွက်တီပဲလိုရဲ့ကျုပ်လေးပဲထပ်ကျော်လိုက်ပါကွာကောင်းပါတယ်အဆင်ပြေပါတယ်အနှစ်တုတ်ဆိုတာတော့ဘယ်လိုပဲဖြစ်ဖြစ်လေကျွန်တော်တို့သွားသွားလာလာတွေရှိတယ်တစ်ခါကြရအလုပ်တွေနဲ့ busy နေရာတွေရှိတယ်အဲ့လိုမျိုးဟင်းနေပါမချက်နိုင်ဝယ်လည်းမစားပြတဲ့ချိန်ညာလို့ရှိရင်အဲ့လိုမျိုးအနှစ်တုတ်လေးတည်းကိုကိုတည်းမှာဟိုကိုနဲ့ဟိုမှာထားတာပါတော့ရလန်းကြုံနေ မဲ့ဖြစ်ဖြစ်တယ်ရောက်သွားလို့ဆိုတယ်ဟာဒါအဆင်ပြေတာပဲငါလည်းဝယ်ဟိုကလှုပ်လိုက်တော့လဲမိန်သွားတာပဲသူကလည်းသူစားတဲ့မိန်တယ်ကျွန်တော်မြန်မာလူမျိုးတွေကဟုတ်ကဲ့ညီမလေးနဲ့အခုမှဟိုဒီဟို commercial shooting မှာစဆုံးတယ်တီးတာမြင်မှုတာတော့ကြားပြီဒါပေမဲ့အခုမှဒီလိုမျိုး shooting ပုံမှာ on scene ပုံမှာနှစ်ယောက်အတူတူတွဲပြီးတော့ဒီဟိုလေးကို commercial ကိုရိုက်ကြတယ်ပထမဆုံးသူသူပုံစံလေးတိတ်တိတ်ကိုကြီးလေးကသူလိုက်နိုင်တာပဲသူအကရပါရင်မစိုးပါဘူးရတယ်ဟိုဟိုဘယ်လိုပြောမလဲသူ ဟို commercial look လေးနဲ့ဆိုတော့လေဘလိုပဲဖြစ်ချစ်စရာလေးကောင်းတာပေါ့ကျတော့ဒီကဒီကချစ်ဖို့ကောင်းတဲ့ကောင်းကြီးနဲ့တွဲလိုက်တော့လေဗာမိုက်ပါဘောအကလေးပါရဲ့လဲဆိုတော့ပိတ်တက်ကြိုက်ပါဗာဒီကြောင်ညာလေးကိုလေဟာရန်ကိုဘဖြစ်ပါတယ် flash ပဲဖြစ်ပါတယ်ဒီမှာလေးကပေါ့ပါပါလေးပဲသူ့ကိုကြည့်ရတယ် AC လေးပဲပေါ့ပါပါလေးနဲ့ဟိုသူ့အလုပ်ကိုသူ့ focus ထားတယ်ကျွန်တော်တို့လိုပဲအလုပ်ကိုတန်ဖိုးထားတယ်အဲ့တော့သူကဟိုဟာအလုပ်လုပ်ကောင်းပါတယ် AC ပါပဲကမစီမိပါတယ်ဒီနဲ့လေ နေကြုံမှာဆိုလို့ရှိရင်ပေါ့နော်ဟင်းနှစ်ထုပ်ပုံစံနဲ့ဆိုလို့ရှိရင်ငရုတ်သီးစိမ်းငပိကျက်ခင်းညတိငပိကျက်အာပစွန်ကြောင့်ငံပြရဲ့ကြောကလကြက်နှစ်ထမင်းတုတ်ဟင်းနှစ်ထုပ်လေးတွေအပြင်ကိုအာမိုဟင်ဂါဟိနှစ်ပေါ့နော်ပြီးတော့တီးဆောင်ဘက်ကလာဟင်းစတော်ဘဲပြုတ်စားတွေကိုလည်းစီတုပ်ပုံစံလေးနဲ့ထုတ်ထုတ်ထားပါတယ်ဟုတ် ဒီအစားအသောက်ရဲ့တန်ရှင်းမှုတွေပြီးွားလို့ရှိရင်အရေးအသွေးပိုင်းနဲ့အရသာကိုအဓိကပထမဦးစားပေးနေနဲ့ထုတ်လုပ်ထားပါတယ်။အိမ်မှာချက်တဲ့အမေတွေတော်တွေဖွားတွေချက်ကျွေးတဲ့အိမ်ချက်လက်ရအောင်ပုံစံမျိုးရရှိအောင်ဆိုပြီးတော့ထုတ်လုပ်ထားပါတယ်။ အသားတူကိုပဲအသုံးပြုထားရဖြစ်အတွက်အဲဖြစ်တဲ့အတွက်ကြောင့်မလို့တသက်လွတ်စားသုံးသူတွေအတွက်လည်းအဆင်ပြေစေပါတယ်ညီမတို့က product အရေးသွေးကိုအဓိကဦးစားပေးပြီးထုတ်ထားတယ်လူမျိုးမျိုးဘာသာမျိုးစားသုံးနိုင်အောင် FDA ကဟာလာမတ်အတိမတ်ကျူတစိတ်တွေရရှိထားပါတယ်ဟုတ်လေးကြော်ကိုစားသုံးသူတဲ့လူတွေအတွက်ပေါ့နော်ညီမတို့ပေးရတဲ့ဈေးနဲ့ထိုက်တန်တဲ့အရေးသွေးရရှိအောင်ဆိုပြီးတော့ကြိုးစားပြီးထုတ်လုပ်ထားတယ်အဲလေးကြော်ဒီအင်းနေတော့တွေကိုလည်းအမျိုးမျိုးနဲ့နဲ့မှရှိရဲ့ အာဆိုင်တွေမှာဝယ်ယူရရှိနိုင်အောင်လို့စူးစမ်းပြီးဖြန့်ရှိနေပါတယ်။လေးကြောင်ကနေပြီးတော့မကြာမီလဲဟင်းအမေအစ်စ်လေးတွေထွက်ရှိဖို့ရှိပါတယ်။အဲ့အချိန်ကျလို့ရှိရင်လည်းစားသုံးသူများအာဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ပြောကြချင်ပါတယ်။လေးကြောင်ကိုအာစားသုံးတဲ့မိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့။